မြန်မာပြည်ကိုမတူတူလိုမတန်တူလိုလှုပ်လိုက်လို့လူပြောများနေတဲ့ Rockton အားလုံးမေမင်္ဂလာပါရှင်ပရိသတ်တယောက်တွေအရန်လေးစားအကြရဲအားပေးရတဲ့ကစားသမားတယောက်အနေနဲ့ညနေချင်းဆိုင်မြက်ဝါထင်ထွင်တွေ့ဆုံခွင့်ရတယ်လို့ပြောစရာကောင်းတဲ့အရာမရှိပါဘူးဒါပေမဲ့အဲတွေ့ဆုံမှုဟာကိုယ့်အတွက်ပြောရှင်ချင်းနူးစရာအခမ်းအတက်တစ်ခုမျိုးဖြစ်လာပြီးစိတ်ပြည့်စရာဂုံတိတ်ခါကိုစော်ကားခင်ရတယ်လို့ခံစားရတဲ့ဖြစ်ပျက်တစ်ခုဖြစ်သွားခဲ့ရော အခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ One Championship ရဲ့ Superstar တို့ချန်ကိုအားပေးတဲ့မြန်မာပရိသတ်တွေကြုံတွေ့ကြရတဲ့စိတ်မကောင်းစရာဖြစ်ရတဲ့ကိစ္စပါပဲ။ဒါအရီမန်ရော့တန်ဆိုတာနေသူရဲ့မကြောနေရဲ့ခဏရင်ကြောက်စရာကောင်းတဲ့တိုက်ဆက်တွေကိုပဲအလုံးကပြေးမိမိကြမှာပါ။သူဟာထိုင်းနိုင်ငံသားတယောက်ဖြစ်ပေမဲ့သူရဲ့အာကစားစိတ်ဓာတ်နဲ့ fighting style ကိုချစ်မြတ်နိုးတဲ့မြန်မာပရိသတ်တွေအများကြီးရှိပါတယ်။ လူမျိုးပါတာမကွဲချပဲအကစားသမားကောင်တရားအနေနဲ့သူ့ကိုလေးစားခဲ့ကြအားပေးခဲ့ကြတာပါဒါပေမဲ့အခုခါမှာတော့ rock time grind ကသူ့ကိုအားပေးတဲ့ပရိသတ်ကိုလူမျိုးနဲ့အဆင့်တန်းပေါ်မူတည်ပြီးခွဲခြားဆက်ဆံခဲ့ရဆိုရဲဆွဆွဲချက်တွေနဲ့အတူပရိသတ်ရဲ့ယုံကြည်မှုကိုချိုးဖောက်လိုက်ပြီလားဆိုရဲမိကွန်းတွေထပ်ပေါ်လာခဲ့ပါတယ်ဇလန်ကတော့ပြီးခဲ့တဲ့တောက်ကြနေက one friday 5ပွဲစဉ်မှာစတင်ခဲ့တာပါ အဲ့ဒီနေ့မှာမြမလဝဲတမကျွေးလင်းချန်နယ်ရော့ထန်ရဲ့ရောက်ဖာတို့ရှင်ပြိုင်ထုတ်တက်ခဲ့ကြပြီးရော့ထန်ဟာသူ့ရောက်ဖာကိုအားပေးဖို့ကွယ်နယ်ထိအောင်ရှိနေခဲ့ပါတယ်။ဒီမှာတင်သူ့ကိုမြေပေါင်းများစွာအားပေးလာခဲ့တဲ့မြမပရိဒရီကကိုရအိုက်ဒေါ်ကိုအနီးကပ်တွေ့ခွေရတဲ့အတွက်ဝန်တာအာရနဲ့အမတ်တရားတပ်ပွင့်ရိုက်ကူဖို့ကြိုးစားခဲ့ပါတယ်။ဒါမဲ့ဒီနေရာမှာအလုံးရဲ့မြမဖြစ်သွားစေတဲ့ခွဲခြားဆက်ဆံမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ညမြတ်တက်တွေရဲ့ပြောစကားအရမြမပိတ်တွေသူ့နာကိုချီးကပ်လာတဲ့အခါတော့တန်ဟာမျက်နှာထားတည်တင်ပြီးစိတ်မရှိတဲ့အမူအရာတွေမနှိမ့်မြတဲ့ပုံစံတွေနဲ့ဆက်ဆံခဲ့လို့ဆိုရတယ်။ဒါသူရဲ့ပြမနှွဲ့နှဲ့မှုကြောင့်တမမဟုတ်စိတ်ချင်းတွေမကောင်းလို့ဖြစ်နိုင်တယ်လို့တွေးကောင်တွေးနိုင်ပေမဲ့အဲ့ဒီအတွေးကိုပြောသွားစေခဲ့တာကတော့နောက်ဆက်တွဲအဖြစ်ပြပါပဲ။သူ့စီကိုထိုင်းလူမျိုးပိတ်တွေနဲ့ကြေရတာတတနာနာဝဆားထားတဲ့လူကြီးပိုင်းတွေချီးကပ်လာတဲ့အခါမှာတော့သူဟာတေမာနီရဲ့မျက်နှာထားဟာချက်ချင်းဆုလိုပြောင်းလဲသွားပြီး အလုံးဖော်ရွေးတဲ့အပြုံးတွေနဲ့အကျိုးစုံကလလလလတပ်ပွန်တွေ့ရပြီးခဲ့လို့ဆိုပါရယ်ဒီဖြစ်ပြဟာလူရွေးပြီးဆက်ဆံတဲ့အပြုံမှုဖြစ်ပြီးမြန်မာလူမျိုးတွေကို မတူတလို့မတန်တလို့တဘောထားကအဆင့်တဲခွဲချလိုက်တာဖြစ်ကြောင်းပွဲချီပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါရယ်အကစားသမားတယောက်ရဲ့အတံပိုးဟာကျွိုင်းတဲကဆန်းဆောင်ရေးတခုရဲနဲ့တိုင်းသာတင်လာ တမ်မောကဘာဂျိုဝန်ကသူ့အခြေခံအားပေးနေတဲ့ပရိတ်တဲ့ပေါ်ထားတဲ့စာရီတာ လေးစားမှုနဲ့တိုင်တာတင်တလားဆိုတာကအခုဖြစ်ရမှာအထူးကမေကွန်ဖြစ်လာပါတယ်ပရိတ်တွေရအားပေးမှုရှိပဲစူပါစတာတယောက်ဖြစ်လာဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကကဘာဂျိုကစားသမားတယောက်ဖြစ်တဲ့ rock ten နေနဲ့မေ့လျော့သွားလာတမ်မောသူ့ရဲ့ပင်ကို စိတ်တက်ကအစာတွေကဒီလိုပဲလားဆိုတာကိုတော့ပရိတ်တွေကမေကွန်ထုတ်နေကြပါပြီဒီဖြစ်ရနောက်ပိုင်းမှာ ရော့ခ်တန်ကိုဆက်ပြီးအားပေးဖို့တင်မတင်ဆွေစဉ်းစားစရာတော့သူ့ကိုချစ်တဲ့မြန်မာပြည်သက်သူချင်းစီရဲ့ယဉ်တယ်မှာမိကွန်းထုတ်စရာတခုဖြစ်ကြံ့ရင်ခဲ့ပါရယ်ပြည်သက်ကြီးတို့ရောဒီပြည့်ရက်နဲ့ပတ်သက်ပြီးဘလို့ခန်းစားပါသလဲကိုအိုက်တော်ကကိုအပေါ်ဒီလိုဆက်ဆံခင်ရောခုနှစ်နိုင်မှလားဆိုတာကိုကိုမမဝင်ရောက်ဆွေးနွေးခဲ့ပါအောင်ရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပြည်သူတဲစီဝင်စားဖေးအကြောင်းဒီနေ့တို့ပြန်လာကြုံမှာဖြစ်လို့အတိတ်တော်ရူရီတနံမလို့တန်းသိရှင်နိုင်ဖို့အတွက်ဘေးနာချက်ပြေခံလုံးလေးကိုလည်းနေထားပေးကြပါဦးရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးများတင်ပါတယ်